မင်္ဂလာပါရှင်ရှမ်းအကုံမီဒီယာကကြိုဆိုပါရစေပြည်သူစစ်မှုထမ်းစင်ခေါ်ရေးလုပ်ငန်းညီနိုင်စည်းဝေးကျင်းပတဲ့တဲ့ရင်ကိုတက်ဆက်ပါမယ်ရှင်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးလုပ်ငန်းညီနိုင်စည်းဝေးကိုယနေ့မွန်လယ်နေ့နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရဖွဲ့ရုံစည်းဝေးခံမနိုင်ကျင်းပခဲ့ပါရစေလုပ်ငန်းညီနိုင်စည်းဝေးတွင်ရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပြည်သူစစ်မှုထမ်းစင်ခေါ်ရေးသည်ရေရှည်လုပ်ငန်းဖြစ်၍စနစ်တကျရှိရန်လိုအပ်ပါကြောင်း တိုက်ပွဲရှောင်နေရစွန့်ခွာပြည်သူများစိရင်စရာမှန်ကန်မှုရှိရနေလစဉ်ပုံမှန်စိရင်များမမှန်ကန်ကန်ရှိရနေမြေပြင်တွင် အမှန်တကယ်ရှိပြီးထောက်ပံ့မှုစိရင်တွင်မပါရှိပါကအခက်အခဲတွေ့ရှိနိုင်မှာကြောင်းပြည်သူလုံးစုံရင်းနဲ့အကြမ်းဖက်နေနေကိစ္စရပ်များတွင်လည်းစနစ်တကျရှိရလိုအပ်ပါကြောင်းမြို့နယ်နဲ့နမေရေးဆွဲကိစ္စရပ်များတွင်လည်းမမှန်ကန်ကန်နဲ့စနစ်တကျရှိရန်မြေပုံနဲ့မြေပြင်ကော်ဟမှုမရှိစေရန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲများခီးစဉ်တွင်ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြမည်ဆိုပါကလူရင်းနှင့်တူရှင်းတင်ပြရန်နှင့်အချက်အလက်ခိုင်မာမှုရှိရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။ အဲဒီနောက်တက်ရောက်လာသည့်ကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေတာစီမံအုပ်ချုပ်ရေးအဖွဲ့များပြည်내ဆိုရအဖွဲ့ခွဲများခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များကရှင်းလင်းတင်ပြကြပြီးအထွေထွေဆွေးနွေးရှမ်းပြည်내ဆိုရအဖွဲ့ပြည်내လုံခြုံရေးနေနယ်စပ်ရေးအဝန်ကြီးရှမ်းပြည်내ဆိုရအဖွဲ့အတွင်မူပြည်내ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမူပြည်내မြေချင်းဦးစီးဌာနပြည်내ဦးစီးမှုတို့ကဆွေးနွေးကြကတက်ရောက်လာသူများမှာဖြည့်ဆွက်ဆွေးနွေးကြကြောင်းသိရှိရပါတယ်ရှင်